ကောင်းတာလှုပ်ရတဲ့နဲ့မကောင်းတာတွေဖြစ်နေတာလည်းရှိတယ်မကောင်းတာတွေလှုပ်ပြီးကောင်းကောင်းတာတွေရနေတဲ့လူလည်းရှိတယ်ဘဝရဲ့အတွေ့အကြုံအဆင်မပြေမှုတွေဆိုတာလောကကြီးမှာရှိတယ်လို့အရာရာဟာကံနဲ့တင်သက်ဆိုင်တာမဟုတ်ဘဲနဲ့ဘဝင်းချင်းအခြေအနေရရနဲ့လည်းသက်ဆိုင်တယ်လို့ပြောကောင်းလေကံမကောင်းလေကံလို့ကံတရားကို ရွဆွတ်နေခြင်းဟာနေရာတိုင်းမှာတော့မမှန်ဘူးပေါ့မမှန်တတ်ဘူးအဲ့ဒါလို့ကံတရားကိုရွဆွတ်နေခြင်းကြောင့်ကံတရားပေါ်မှာကောင်းတာလို့ရတဲ့နဲ့ကောင်းတာမဖြစ်ဘူးမကောင်းတာတွေဖြစ်ရင်ကံတရားပေါ်မှာယုံကြည်မှုလျော့ပါသွားတယ်မကောင်းတာတွေလုတ်ပြီးကောင်းတာတွေတွေ့ပြီးတော့လည်းပဲကံတရားပေါ်မှာယုံကြည်မှုတွေလျော့ပါသွားတယ် ကံဆိုတာအကြောင်းတစ်ခုအနေနဲ့သာမြတ်စွာဘုရားဟောတာဖြစ်တယ်။ဘဝဆိုတာကိုကံကဖန်တီးတယ်ဆိုတာမှန်တယ်။ဘုရားရေဟောပြောချက်အရဘဝတစ်ခုရလာတာဟာအခြေခံအကြောင်းတရားကတော့ကံပဲဖြစ်တယ်။သို့တော့ကံတစ်ခုတည်းလားလို့ဆိုတော့မဟုတ်ဘူး။ကံနဲ့တွဲဖက်ပြီးတော့ကိရိတာတွေကဘဝတစ်ခုကိုဥဆောင်ဖန်တီးသွားတာပဲဖြစ်တယ်။ ကိလေသာတွေရဲ့ဥဆောင်မှုဘဝတစ်ခုရလာဖို့ကိုကြည့်ရမယ်ဆိုလို့ရှိရင်လူတယောက်ဟာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်အဲ့ဒါတို့ကောင်းမကောင်းဆိုတာတွေဟာအခြေအနေရလူတွေဟာမိမိတို့စိတ်ထဲမှာဖြစ်ပေါ်တဲ့အနေအထားတစ်ခုပေါ်မှာမူတည်ပြီးတော့ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ် ဲ့လိုလှုပ်တဲ့အခါမှာကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာကောင်းတာတွေလဲစွမိဆောင်မိဖြစ်သွားတယ်မကောင်းတာတွေဆိုတာလည်းပဲစွမိဆောင်မိဖြစ်သွားတယ်အဲ့ဒီနေရာမှာဘဝတစ်ခုကိုဖန်ပြီးတော့မယ်ဆိုရင်ကံကြီးတက်တက်ဆိုရင်ကတ္တရာကကောင်းတာတွေလုံးလို့ရှိရင်ကောင်းတဲ့ကံအလှဲ့ကြုံတဲ့အခါမှာကောင်းတာကိုဖန်တီးလိုက်တယ်မကောင်းတဲ့ ကံရဲ့အလဲကျုံတဲ့အခါမှာမကောင်းတဲ့ကံကိုဖန်တီးလိုက်တယ်။ဘဝမှာဘယ်ကံကအလဲကျုံမယ်ဆိုတာမသိနိုင်ဘူး။ဘာနဲ့ဥပမာတူတော့စင်ကနန်းမျိုးစုံရေးထားတဲ့ဘောလုံးကလေးတွေကိုစဝိုင်းထဲမှာထည့်ပြီးတော့လှဲတဲ့အခါမှာထိဖွင့်တဲ့အခါမှာကြည့်ပါဘောလုံးကြီးကနန်းမျိုးစုံရေးထားပြီးတော့လှဲ့လိုက်တဲ့အခါမှာ ဘယ်အလုံးထွက်လာမယ်ဘယ်ကနမ်းထွက်လာမယ်ဆိုတာကြွတင်ပြောနိုင်လို့ရအောင်ပေါ့အခွင့်သာတဲ့အလုံးကထွက်လာတာပဲအဲ့ဒီထွက်လာတဲ့အလုံးမှာပါတဲ့ကနမ်းကိုကောက်ချိတ်လိုက်ပြီးနောက်တစ်လုံးထပ်လဲနောက်တစ်လုံးထပ်လဲပြီးအဲ့ဒီကနမ်းနေနဲ့သွားပြီးတော့တိုက်ဆိုင်တဲ့အခါထိပေါက်တယ်လို့ပြောကြတယ်အဲ့ဒါလိုပဲလူတွေမှာကနမ်းမျိုးစုံရှိတယ်လို့ပဲကောင်းတာတွေလည်းလုပ်တယ်မကောင်းတာတွေလည်းလုပ်တယ် လုတ်တဲ့အခါမှာတေကနိအခါရောက်လာပြီဆိုလို့ရှိရင်ကောင်းတဲ့ကံကအလှဲ့ကြသလားမကောင်းတဲ့ကံကအလှဲ့ကြမှာလားလို့ဆိုတာချွတ်တင်သတ်မှတ်ဖို့ရမှတ်မှတ်ခဲတယ်မတေးကြတဲ့လောကကြီးဘဝအခြေအနေဟာတေးချခြင်းရေရာခြင်းမရှိဘူးလို့ဆိုလို့မတေးကြရုံနဲ့မဟုတ်ဘူးအဆင်မပြေမှုတွေအားလည်းဖြစ်တတ်တယ်အဆင်မပြေမှုတွေနဲ့လည်းကြုံတတ်တယ် ဘဝရဲ့အနေထားကအဲ့ဒါလို့ဖြစ်တာဟုတ်ပြီကောင်းနေဖြစ်စေမကောင်းနေဖြစ်စေကံတရားကတော့သူကဘဝတစ်ခုကိုထုတ်လုပ်ဖို့ရအစင်သင်ဖြစ်နေပြီအဲ့ဒါလို့အစင်သင်ဖြစ်နေတဲ့အခါမှာသူရဲ့လမ်းကြောင်းပေးတာကတော့ဘသူကလမ်းကြောင်းပေးတုံးဆိုလို့ရှိရင်အဝိဇ္ဇာနဲ့တဏှာလို့ဆိုတဲ့ဒီနှစ်ခုကလမ်းကြောင်းပေးလိုက်တယ် ကန္တရားကဘောတခုကိုထုတ်လုပ်ဖို့ရအတွက်ဝိုင်းဝန်းကူညီပေးတာကတော့အဝိဇ္ဇာနဲ့တဏှာတေကနိမမြင်ရတဲ့အာယုန်တခုပေါ်အမှန်မသိအောင်အမှန်တရားကိုဖုံးကွယ်ပေးလိုက်တာကအဝိဇ္ဇာဖုံးကွယ်ပေးလိုက်တဲ့အခါမှာအဲ့ဒီဖုံးကွယ်ပေးလိုက်တဲ့အမှန်ကိုမမြင်ရလို့ အကောင်းထင်မိသွားပြီးတွေ့တာရာကဒဏအဝိဇ္ဇာကြောင့်အမှန်မသိလိုက်ဘူးတဏှာကြောင့်တွေ့မိတွေ့ရတွေ့လိုက်တယ်အကောင်းနဲ့လို့ထင်လိုက်တယ်ဥပမာမယ်ငရဲကြမဲ့လူတယောက်ကဒီကနေ့ချိန်မှာမိတော့ကြီးတွေကိုမြင်နေတယ်မိတော့ကြီးတွေကို သူ့ရဲ့စိတ်ထဲမှာရွှေတော်ကြီးကိုနေအောင်ဟတ်နေတယ်လို့ထင်ရွှေတော်ကြီးတော့တွေ့ပြီလို့စိတ်ထဲမှာအောင်မိတယ်တကယ်ကတော့မိတော်ကြီးကိုမြင်တာရွှေတော်ကြီးတွေ့ပြီလို့ဆိုတဲ့အခါလူတွေရဲ့စိတ်သဘာဝအရာရွှေဆိုတော့လူကျင်တာပေါ့လူကျင်တဲ့စိတ်ကဝင်လာတယ်အဲ့ဒီအချိန်မှာကံကနေတွန်းချလိုက်တဲ့အခါမှာရွှေတော်ဆိုတဲ့သူထင်တဲ့စီရောက်သွားတော့ တကယ်တွေ့လိုက်တဲ့အခါကျတော့မိတော့ကြီးဖြစ်နေမိတော့ကြီးဖြစ်ပြီမိလောင်ခံရပြီပေါ့အဲ့ကျတော့ဆုံးလို့မရတော့ဘူးမိတော့ကြီးဖြစ်ပြီရွှေတောင်လို့ထင်ပြီးတော့လူချင်းစိတ်လေးဖြစ်လိုက်တဲ့အချိန်လေးမှာကံကနေတွန့်ပေါ်လာတယ်အဲ့တော့ငရဲမီးတဲ့ငရဲမီးအဲရဲကြပြီးငရဲမီးလောင်ချမ်းမှုကိုခံနေရတယ်ပေါ့သူတို့ဆုံးလို့ဒီပေါ့နော် အဝိဇ္ဇာကအမှန်တရားကိုဖုံးလွှမ်းနေဆိုတာမိထောက်နဲ့ရွှေရောင်ကစင်စင်တူတာပေါ့တူတော့သူကမိထောက်ဆိုတဲ့တဘာဝကို ရွှေရောင်နဲ့အလဲလဲလှုပ်ပေးလိုက်တယ်လို့ဖြစ်သွားအဲ့ဒီမှာလိုချင်တဲ့ကဖြစ်သွားဘဝတစ်ခုပို့တယ်ဆိုတာအဲ့ဒီပုံစံနဲ့ပို့အဝိဇ္ဇာရဲ့လှည့်စားမှုတဏှာရဲ့ တွေ့တာမှုတွေအပေါ်မှာကံတရားကတွန့်ပို့လိုက်တာအဲ့ဒါကိုအဘိဓမ္မထသင်္ဃဟာကျမ်းမှာဒီအဘိဓမ္မသင်တဲ့ပုဂ္ဂိုလ်တွေဘဝတစ်ခုကုရနဲ့ပတ်သက်ပြီးရေးထားတာအဝိဇ္ဇာပြိခိတ်တေနတဏ္ဏနုတယမူလကေနသင်္ခအဝိဇ္ဇာ ပရိခေတေဟိဝိတယအဝိဇ္ဇာနုတယပရိခေတေဟိတဏ္ဏုတယမူလကေဟိသင်္ခါရေဟိသနိယမနာဆိုဘဝကုကုံတွေကိုပြောထားတာရှင်းရှင်းလေးပဲတခြားကျမ်းတွေမှာလည်းပဲအဲ့လိုပြောနော်အဝိဇ္ဇာကအမှန်မမြင်အောင်ဖုံးပေးတယ်တဏ္ဏကအမှန်မမြင်သည့်အတွက်ကြောင့်အကောင်းထင်သွားတယ်အဲ့ဒီအချိန်မှာကံကနေပြီးတွန့်ပို့လိုက်တာကြောက်သွားရောဘဝတစ်ခုတည်းလို့ဆို ကောင်းတဲ့ဘုံဘဝကြတော့လည်းပဲဒီကောင်းတာတွေလွှမ်းမိုးလာတဲ့အခါကြတော့လည်းပဲဒီဘဝဆိုဘယ်ဘဝမှမကောင်းအကောင်းထင်တာကိုကလည်းပဲအဆိုးလိုပဲပြောမှာဒါကတော့မကောင်းတာကိုအကောင်းထင်အဲ့နတ်ပြည်ရောက်မဲ့ပုဂ္ဂိုလ်ကြတော့နန်းနန်းဘုံမိမ့်မှကြီးတွေမျက်စိတွေမှာတေအမှုမှုအချိန်မှာတွေ့မြင်လာတယ် အဲ့ဒီတွေ့မြင်လာတဲ့အချိန်မှာတဏှာကြောင့်စိတ်ကအဲ့ဒီဘက်ကိုညွတ်သွားညွတ်သွားလိုက်တဲ့အချိန်လေးမှာကံကနေတွန်းပို့လိုက်တော့ပုံမိမ့်မှကြီးတဲ့ရောက်သွားတယ်ဒါကတော့အကောင်းလို့ပြောကုသိုလ်ကံရဲ့လွှမ်းမိုးမှုဟာဒီလိုကောင်းတဲ့ဘက်ကိုပို့ပေးလိုက်သို့သောအကောင်းလို့ပို့လိုက်ပေးမယ်လို့မင်းနောက်ထပ်အဲ့ဒီကောင်းမင်းဆိုတဲ့ပုံရောက်ပြီးတော့ကောင်းတာတွေကိုမစွန့်နိုင်မခွာရဲ့ဖြစ်ပြီး နောက်တစ်ခါသေအောင်တော်လို့ဆိုတဲ့သဘောမျိုးနဲ့ပို့လိုက်တဲ့သဘောပဲဖြစ်တယ်။သေရအောင်မှတော့သေချာတယ်။နတ်တီကြတော့ကောင်းတာတွေနဲ့ရွေတွေ့တဲ့အခါကျတော့မခွဲခြင်းမခွာခြင်းနဲ့မခွဲခြင်းမဲ့နဲ့ခွဲရတယ်ဆိုတယ်။ပြီးရဟိဝိပယောကဒုက္ခကိုအလူးလဲခံစားရတယ်နတ်ပြေချာ။ဘာကြောင့်လို့ဆိုရင်ချမ်းသာဒုက္ခအလွန်ကြီးမားတာလွန်ကြီးမားတာ လွန်ချီးမားတဲ့ချမ်းသာဒုက္ခကိုခံစားနေရတာခံစားလို့မှအားမရခင်ခွဲခြားလိုက်တာအဲ့ဒါပြည့်ရဲ့ဟိဝေပြောဖို့တော့